အားလုံးမင်္ဂလာပါရှင်ကျွန်တော်ရဲ့ channel ကနေကြိုဆိုလိုက်ပါတယ်ကျေပြောလိုက်သမုတ်တရားကြီးတွေကကျွတ်တကုပေါ်မှာမဝါနာဆိုတဲ့ကောင်မလေးတရားဟာသူ့ရဲ့အင်မွေးဝက်ကလေးပူဝါနဲ့တောင်ထိပ်တကုစီကိုအပြေးပြိုင်နေခဲ့ပါတယ်မဝါနာဟာတဘာဝနှစ်ဖျားမှာကဲတင်ဖို့မော်ရီနဲ့တူတူထွက်ခဲ့တဲ့ခီးအပြင်၃နှစ်ကြာမှာတော့သမုတ်တရားကြီးတွေကတခြားကျုံတွေကိုတောက်လျှောက်ခီးဆက်ထွက်နေပြီးတခြားရွာတွေကိုရှာဖွေနေခဲ့ပါတယ်ဝက်ကလေးပူဝါကတော့သူ့ရဲ့တခင်နောက်ကိုမလိုက်နိုင်တော့လောက်အောင် ပင်ပန်းနေခဲ့တဲ့အတွက်မဝါနာတယောက်သူ့ကြောပေါ်တင်ပြီးကြောက်တောင်ကိုတွေ့ကပ်နေခဲ့ရပါတယ်။သူတို့တောင်ထိပ်ကိုရောက်တဲ့အချိန်မှာတော့နောက်ထပ်အင်မွေတရိစ္ဆာန်တကောင်ဖြစ်တဲ့ကျပလီဟိတ်ကိုတွေ့လိုက်ကြရပြီးသူတို့ထက်အရင်ရောက်နေတဲ့အတွက်အံ့အားသင့်နေခဲ့ကြပါတယ်။ ဝါနာလေတောင်ထိပ်ပေါ်မှာခရုခွန်လေးတစ်ခုကိုထားခဲ့ပြီးသမုတ်တရားကြီးတဲကတခြားသူတွေကိုတွေ့နိုင်ဖို့မျောလင်းချက်ကိုစက်သိမ်းဆောင်ရင်းအိမ်ပြန်မှုအချိန်ရောက်လာခဲ့ပါတယ်။အဲ့ချိန်မှာပဲတောင်ထိပ်မှာပူဝါထိုင်နေတဲ့ကြောက်ပြားကအုပ်ကိုရှော့ချလာခဲ့တဲ့အတွက်မဝါနာကခုန်ပန်းလိုက်ပြီးဟန်ချက်ညီနေသည်ရဲ့အချိန်ဟေကမဝါနာပေါ်ခုန်တက်လိုက်တာကြောင့်၃ယောက်သားတောင်ထိပ်ကနေပြုတ်ကျလာပါရော။ ကံကောင်းတာကမွားနာတယောက်ຫນွေကြိုးတွေကိုအရင်ညှိပြီးမှမြေကြီးပေါ်ပြုတ်ကျလာခဲ့ရဖြစ်တဲ့အတွက်ဘာမှမထိခိုက်သွားခဲ့ပါဘူး။အောက်ကိုရောက်တဲ့အချိန်မှာတော့အိုးအကွဲအပိုင်းစားတစ်ခုကိုခေါင်းစွန့်နေရဲ့ဟိတ်ကိုတွေ့လိုက်တဲ့အတွက်တိချာယူကြည့်လိုက်တဲ့အချိန်မှာတော့ကြေတာယာတစ်ခုအောက်ကတောင်တစ်ခုပုံကိုဆွဲထားတာကိုတွေ့လိုက်ရပြီ။တခြားသူတွေရှိသေးရဲ့ဆိုတဲ့ယုံကြည်ချက်ကိုပို့ပြီးမျှော်လင့်လာခဲ့ပါ යි ။ဒီလိုနဲ့မွားနာတို့တောင်ရောက်လေလှေပေါ်အမြန်ပြတ်တက်လာပြီ။ တမုတ်တရာကြီးရဲ့အကူနဲ့ကျွန်းပေါ်ကနေထွက်လာခဲ့ကြပြီးတော့အင်ကိုပြန်လာခဲ့ကြပါတယ်။မိုအာနာတို့ရဲ့မိုတိုညူရီရွာမှာတော့သူ့ရဲ့ကဘာကြီးကိုကယ်တင်ခဲ့စွန့်စားခဲ့ဟာလူတိုင်းရဲ့ပဇက်ဖြားကရာဇဝင်တစ်ခုဖြစ်လာခဲ့ပြီးမိုအာနာလည်းရွာရဲ့အကြီးအကဲတစ်ယောက်ဖြစ်လာခဲ့ပါတယ်။ရွာကလေးတွေဟာပုံမြင်နားထောင်နေတော့သူတို့ရဲ့ဂျွန်နာကိုတမုတ်တရာတဲကနေမိန်းကလေးတစ်ယောက်ကတ်လာတာကိုတွေ့လိုက်ရတဲ့အတွက်မိုအာနာဆိုတာကိုတီးသွားကြပြီးသူ့ရဲ့စွန့်စားခံအစ်စ်ကနေဘာရီပါလာအုံးမလေးဆိုတာကိုသိကျင်ကြရတဲ့အတွက် အကုန်စုဝေးပြီးလာကြိုခဲ့ကြပါသည်။မိုအာနာကရွာသားတွေအတွက်အစားအသောက်တွေတင်လာခဲ့တဲ့အပြင်သူရှာတွေ့ခဲ့တဲ့အိုးအကွဲအတောင်သူ့ဖေထူအီကိုရှင်းပြနေရောသူ့ရဲ့ညီမလေးစီမီယာကလာနောက်ရှက်တာကြောင့်စကားဆပြတ်သွားခဲ့ပါသည်။စီမီယာလေးကတော့သူ့အမကိုပြန်တွေ့ရတဲ့အတွက်အယံဝမ်းသာနေခဲ့ပြီးသူ့အတွက်ပါလက်ဆောင်တွေပါလာလဲဆိုပြီးမေးနေခဲ့ပါသည်။မိုအာနာကလက်ဆောင်တွေအစားသူ့ရဲ့ဘိုးဘေးတွေအကြောင်းပထမဆုံးတွေ့ရှိခဲ့တဲ့ကူတဲကိုသွားခေါ်ပြီးခဲ့ပါသည်။ တစ်ချိန်တုန်းကမိုတူညူရီကျွန်းပေါ်ကားလူတွေဟာအရန်တော်တဲ့လိလာစူးစက်သူတွေဖြစ်ခဲ့တဲ့အကြောင်းကိုပါပြောပြခဲ့ပြီးသူတို့တဲမှာအတော်ဆုံးကတော့ချက်ဗီဇာလို့ခေါ်တဲ့လူတစ်ယောက်ဖြစ်ခဲ့ပါတယ်။မွာနာတို့ဘိုဘီတွေဟာတမုတ်တရားတွေမှာရှိတဲ့လူတွေအားလုံးကိုတနေရာတွေမှာစုစည်းကျင်ခဲ့ကြပြီးခုချိန်မှာတော့ဒီတာဝင်ဟာမွာနာရဲ့ပကုံးပေါ်ကိုကြားရောက်လာခဲ့ပြီးဖြစ်ပါတယ်။စီမီယာဟာဒီတာဝင်မှာမော်ရဲ့အကူအညီကိုမရနိုင်ခဲ့ရင်ဘာဖြစ်လာနိုင်လဲဆိုပြီးမေးခဲ့ပါတယ်။မွာနာကဂျမီကော့တယောက်ဖြစ်တဲ့မော်ရီဟာ နောက်ဆုံးထီးပြီးတဲ့အချိန်ကလေးကကဘာကိုတယောက်တည်းခီးထွက်နေခဲ့ရဖြစ်ပါတယ်။အဲဒီချိန်မှာတော့မော်ဟီတယောက်ကတိမ်ငတ်ပုံစံနဲ့သမုတ်တရားကိုဖျက်ဆီးနေခဲ့ပြီးတိမ်တွေဖုံးအုပ်နေတဲ့ကျွန်းတကျွန်းပေါ်မှာဆင်းသက်လိုက်ပါတယ်။အဲဒီကျွန်းပေါ်မှာမော်ဟီကပေါ်တယ်တစ်ခုကိုဖင်ပြီးမြို့ဝတ်ကျွန်းပေါ်ကိုဝင်ဖို့လုပ်ခဲ့ပါတယ်။ဒါပေမဲ့ပေါ်တယ်ကိုထိမ့်သိမ့်နေတဲ့လူကနာလုံးဆိုရဲနှစ်ဖျားရဲ့အမိန့်ကြောင့်ကျွန်းပေါ်တက်ခွင့်မပေးနိုင်ကြပြန်ပြောခဲ့ပါတယ်။ဒါပြင်မော်ဟီသာအသေးအကျက်လုံနေုံမဲဆိုရင်မဝါနာပါအပြစ်ပေးခံရမှာဖြစ်ကြောင်းပြောတဲ့အတွက် မော်ကြီးလည်းမခံနိုင်ပိတ်သူ့ရဲ့ကျင်းနဲ့ဝင်တိုက်ခိုက်ခဲ့ပေမဲ့သူ့ပဲရှုံးနေသွားခဲ့ရပါတယ်။တဖက်ကျန်မွာနာတို့ကျွန်းပေါ်မှာတော့တူရီကပျော်ပဲရှုပ်ပဲတကူကျင်းပနေခဲ့ပြီးမွာနာကလည်းသူတို့ကြုံရင်လမ်းပြသူတရားအဖြစ်ပွဲချင်းမြင့်ဖို့လုပ်နေခဲ့ပါတယ်။မွာနာကလည်းဒီပွဲကိုလက်ခံလိုက်ပြီးတူရီကရွာသားတွေအားလုံးကို ရိုးရာအတိုင်းပူဇော်ပါသားဖို့စုဝေးလိုက်ပါတယ်။ရိုးရာအစီရင်အပြီးမှာတော့ တူရီကမိုအာနာကိုတောက်စရာတစ်ခုပေးလိုက်ခြင်းမှာကျွမ်းမော်ကိုမိုးချိုးပြလိုက်ပြီးတော့မိုအာနာကိုထိမှန်သွားခဲ့ပါပြီ။မိုအာနာသတိပြောင်းဝင်လာတဲ့အချိန်မှာတော့လေတသီးပေါ်ရှောင်းနေခဲ့ပြီးလေပေါ်မှာလည်းသူ့ရဲ့ပိုးပေးထပ်ဗီဇာရှိနေခဲ့တာကိုသတိထားမိသွားပါပြီ။တကယ်တော့မိုအာနာဟာဟိုးအတိတ်တုန်းကမှတ်ဉာဏ်တစ်ခုကိုပြန်ခန်းစားနေခဲ့ရဖြစ်ပြီးသူရောက်နေတဲ့နေဟာလေသူ့ကျွမ်းအောက်ကိုယ်တွေကလေနဲ့တထက်တဲ့တူနေခဲ့ရဖြစ်ပါပြီ။ တေချာတတိထားလိုက်တဲ့အချိန်မှာတော့သူ့ရဲ့ဘိုးဘေးတွေဟာမိုတူဖက်တူကျယ်စင်တန်းရဲ့အောက်မှာရှိနေတဲ့ဂျွန်းတွန်းစီကိုဥတီနေခဲ့ကြပြီးတော့သူတို့ရဲ့ခီးလန်ကမကောင်းဆိုးဝါးကြီးတကောင်ရဲ့မျက်နှာနဲ့မှုန်တိုင်းတစ်ခုနှောက်ရက်တာကိုခံနေခဲ့ကြရပါတယ်အဲ့ဒီမှာပဲနှီးမောက်ပြီးမွားနာလဲကျယ်ရီဝင်းရဲ့နေရဲ့ပင်လယ်တစ်ခုတည်းကိုပြုတ်ကြသွားခဲ့ပြီးဝီလာငါးကြီးတကံကိုပါတွေ့လိုက်ရပါတယ် ဝီလာငါကြီးဟာမျက်စိတမိတ်အတွင်းမှာပဲမွားနာကိုသူတို့ဂျွန်မပြန်ခေါ်သွားပြီးခဲ့ပြီးဂျွန်ကြီးတခုလုံးဟာလူရီမနီကြသလို၆ကက်နေခဲ့ပါ යි အဲဒီချိန်ဝီလာငါကြီးဟာဘိုးဘေးတက်ဗီဇာအသွင်ကိုယူလိုက်ပြီးမပြောက်ွယ်သွားခင်မှာတမုတ်တရားတွေကလူတွေမပြည့်စည်ဖို့ဆိုရင်မဝါနာအနေနဲ့မော်တူဖီတူဂျွန်းကိုရှာရမယ်ဆိုပြီးပြောသွားခဲ့ပါမဝါနာကသူ့အနေနဲ့ဘလို့သွားရမလဲမသိရဲ့အကြောင်းပြောတဲ့အချိန်တက်ဗီဇာကကောင်းငယ်ဘော်ကမိတော့ကလမ်းပြပေးလိမ့်မယ်လို့ပဲပြောပြီးပြောက်သွားခဲ့ပါအဲဒီချိန်မှာတော့မဝါနာလည်းလက်နိုးလာခဲ့ပြီးသူ့ဖေကိုသူ့မက်ခဲတဲ့အိမ်မက်အကြောင်းပြန်ပြောပြခဲ့ပါအဲနောက်မှာတော့ရွာရဲ့မတန်းတွေကနေ မတူဖီတူဆိုတဲ့ကျောင်းဟာတချိန်ကသမုတ်တရားရဲ့ခေါင်းဆောင်ကြီးစုဝေးရာစုရဲတစ်ခုဆိုတာကိုတည်ခဲ့လိုက်ရပါတယ်။ဒါပေမဲ့နာလိုလူခေါ်တဲ့နှစ်ဖျားဟာသူ့ရဲ့မော်အစွမ်းနဲ့သမုတ်တရားတွေကိုပန်းချလိုက်ပြီးမတူဖီတူကိုလည်းဝတ်ထားခဲ့ရဖြစ်ပါတယ်။တူရီကရွာကလူတွေကိုဘာလို့ကြမလဲဆိုတာကိုပြောဖို့စုဝေးခိုင်းလိုက်ပြီးမြေလူရီရဲ့အာယုံဟာကောင်းကင်ဘော်ကကြွေးကြလာတဲ့ခြေတစင်းအပေါ်ကိုပဲရောက်သွားခဲ့ကြပါတယ်။လူတိုင်းကဒါကိုဘာမှမသိကြပါပဲ။ မဝါနာကတော့ချက်ပီစာပြောသွားခဲ့တဲ့ကောင်းကင်ဘော်ကမိတောက်ဆိုတဲ့စကားကိုသတိရသွားခဲ့တဲ့အတွက်သူတို့ကျုံရဲ့လမ်းပြသူတယောက်ဖြစ်တဲ့မဝါနာဟာမိုတူပီတူကျုံကိုပြန်ရှာပြီးတမုတ်ဒီယာရီကို ပြန်စုစည်းဖို့တာဝန်ကိုထမ်းရတော့မှဖြစ်ပါ යි မဝါနာဟာဒီခီးဟာအနည်းများပြီးပြန်လာနိုင်မို့တော့မသိချာတဲ့အတွက်နှုတ်ဆက်နေရကိုစီမီယာကကြားသွားပြီးစိတ်ဆိုးပြီးတော့ပြေးထွက်သွားခဲ့ပါ යි ဒါပေမဲ့လေတာဝန်ရှိနေတဲ့မဝါနာဟာ ဒါကိုအာယုံမထားနိုင်တော့ဘဲခီးရှိကြီးအတွက်ပြင်ဆင်ဖို့ပဲတွေးနေခဲ့ပါတယ်။မဝါနာကဒီခီးမှာသူ့ရဲ့အဖော်ရီဖြစ်တဲ့ပူဝါနဲ့ဟိရုတ်ကိုပဲခေါ်သွားဖို့လှုပ်ထားတာဆိုပေမဲ့သူ့မိကလူမျက်များနဲ့လေကြီးဟာဒီခီးမှာတီချာပေါလိုအပ်မယ်ဆိုပြီးတိုက်တွန်းနေရကြောင့်သူ့ရဲ့တငယ်ချင်းလော်တိုကိုနေအစ်စ်တီစားဖို့ခေါ်လိုက်ရပါတယ်။ အဲနောက်မှာတော့ရွာရဲ့လေသမားဖြစ်တဲ့ခင်လီကိုတော့သူတို့လေသားတွေရဲ့အစာတောက်ကိုဖူလွန်အောင်ထပ်ပံ့ဖို့တာဝန်ပေးခဲ့ပြီးမော်ကြီးရဲ့ပြိသက်အကြီးစားတယောက်ဖြစ်တဲ့စီဆူသမားမို့ကတော့မော်ကြီးနဲ့တွေ့နိုင်ဖို့ဆိုရင်မျှော်လင့်ချက်နဲ့လိုက်ဖို့သဘောတူလိုက်ပါပြီ။မဝါနာလေခီးမစခင်မှာသူ့ရဲ့ပစ္စည်းတွေထည့်ထားတဲ့အချင်းကိုလာယူရင်းအရန်လေးနေရဲ့အတွက်ဖွင့်ကြည့်လိုက်တဲ့အချိန်မှာအထင်းမှပုံနေတဲ့စီမီယာကိုတွေ့လိုက်ရပါပြီ။ ။စီမီယာကမိုအာနာထိကိုက်မှာစိုးရိမ်နေတဲ့အတွက်သူ့ပါလိုက်ခဲ့ဖို့အတင်းပြောနေခဲ့ပြီးကမ်းချီကိုခေါ်သွားခဲ့ပြီးသူနဲ့သမုတ်တရားကြီးရဲ့ကြားကဆက်နွယ်မှုကိုပြလိုက်ပါ။ရီရီဟာမိုအာနာတို့အတွက်လမ်းဖယ်ပြနေခဲ့ပြီးစီမီယာလေးကိုပါစားနာနေခဲ့ပါ။မိုအာနာကသူ့ဟာသမုတ်တရားကြီးရဲ့ကာကွယ်မှုကိုယူထားတာဖြစ်တဲ့အတွက် ဘာမှအနေနဲ့မရှိတိုင်းကြောင်ပြောပြခဲ့ပြီးစီမီယာကလည်းသူ့ရဲ့ကျင်ကားအဆောင်လေးကိုပေးကာဘရောမသူ့ကိုမမိသွားဖို့ပြောလိုက်ပါတယ်။မွာနာလည်းစီမီယာလေးရဲ့လက်ဆောင်ကိုလက်ခံလိုက်ပြီးသူ့ရဲ့လက်ဆွဲထဲမှာထည့်သိမ်းထားလိုက်ပါတယ်။နောက်တနည်းမနက်မှာတော့မွာနာလည်းသူ့ရဲ့မိသားစုနှုတ်ဆက်ပြီးကောင်းကင်ဘော်ကကြဲကျွေးရဲ့လမ်းကြောင်းအတိုင်းသမုတ်တရားနဲ့ခီးစားထွက်လာခဲ့ပါတယ်။ ရေနဲ့ပိုင်းတွေမှာတော့သူတို့ရဲ့လေကအေးဆေးပဲသွားနေခဲ့ပေမယ့်မွားနာကသူ့ရဲ့အဖွဲသားတွေဟာအချင်းချင်းနားလည်မှုမရသေးတာကိုသတိထားမိခဲ့ပါတယ်။လော်တိုကလီကိုအနည်းငယ်များတဲ့အရာတွေလုပ်နေခဲ့တယ်လို့မိုးကလည်းသူ့ရဲ့ပကြီတွေကိုပဲစိတ်ဝင်စားနေခဲ့ပါတယ်။ သူရဲ့အိုဒကြီးခဲလီကလည်းပင်လယ်ပြင်ကို မကြိုက်တာကြောင့်မဝါနာကသမုတ်တရားရဲ့ဝိညာဉ်ဟာသူတို့ကိုကာကွယ်မှာဖြစ်တာကြောင့်မကြောက်ကြဖို့လိုက်ပြီးပြောနေခဲ့ပါတယ်။သူတို့အကောင်လုံးဟာခီးတလျှောက်ပျော်ကြရီကိုလှုပ်ရင်ဖြတ်တန်းနေကြပေမယ့်ကောင်းကင်ပေါ်ကပောက်ကွဲမှုတစ်ခုကသူရဲ့အပျော်တွေကိုဖျက်ဆီးလိုက်ပါတယ်။တစ်ချိန်တည်းမှာပဲရေစီးကြောင်းတွေပါထူးထူးဆန်းဆန်းပြောင်းလဲကုန်ပြီးလှေကရေဝဲကြီးမှာစဝိုင်းပုံပက်လေသွားနေခဲ့ရပါတယ်။ ဝါနာလေသမုတ်တရားကဘာဖြစ်ခြင်းမှမသိရာကြောင့်တွင်းနေရဲ့အချိန်သူတို့ရဲ့အရှိမြူတဲ့ကနေတင်မောကြီးတစည်းထွက်လာခဲ့ပါတယ်။တင်မောပေါ်မှာတော့ခခမူရာလို့ခေါ်တဲ့လူတသေးလေးတွေပါလာဖြစ်ပြီးသူတို့တွေဟာပင်လယ်ဓားတွေဖြစ်ကြပါတယ်။သူစန္နာကသူတို့တွေဟာတခုခုစီကနေထွက်ပြေးနေသလိုဖြစ်နေပြီးနောက်ကိုကြည့်လိုက်ချင်းမှာတော့ကျွန်းကြီးပုံစံဖြစ်နေတဲ့အခွန်မမိစာကြီးကိုတွေ့လိုက်ရပါတယ်။ ဒီကောင်ကြီးကအတွေ့အမြောက်မျိုးချနေရကြောင်းမဝါနာလေးသူရဲ့လေကုန်းခကာမူရာတို့တင်မောစီတန်းချိတ်လိုက်ပြီးအဝေးကိုထွက်ပြေးဖို့လုပ်ကြပါ යි ခကာမူရာတွေကထုံစည်းများတွေနဲ့ဖြစ်တာကိုမဝါနာကကာထားနိုင်ပေမဲ့ဟိကိုပါလိုက်ကာနေရတာကြောင့်ထီသွားပြီးအကျော်ရီတီးသွားခဲ့ပါ යි ဒီလိုနဲ့သူတို့တွေအကောအကျော်ရီတီးသွားတဲ့အချိန်ဖန်မို့သူတို့လေပေါ်တက်လာခဲ့ကြပေမဲ့မဝါနာတို့လေကမော်တူဗီတူကျွတ်ပေါ်ကိုမြင်သွားတဲ့အချိန်မှာတော့မဝါနာကသူတို့ရဲ့သူရဲ့ကောင်းလို့ဆက်ဆံခဲ့ကြပြီး အုံဒီရီနဲ့ရုပ်ပုံတွေဖော်ပြနေခဲ့ကြပါဗကြီးကြာဖြစ်တဲ့မုံလဲခကာမိုရာရီရဲ့ပုံတွေကိုဖတာပြန်ပေးပြီးခကာမိုရာရီရဲ့မွေးရမြေဟာမိုတူဖတ်တူဂျွန်းနာမှာဆိုတာကိုသိလိုက်ရပါတယ်နာလူရဲ့တမုတ်တရားပိုင်းခြားမှုအပြီးမှာခကာမူရာရီဟာသူရဲ့အင်ကိုပြန်လို့မရတော့ဘဲပြန်ကျင်နေဆိုရင်ခုနမိစ္ဆာကြီးကိုကြော်ဖြတ်ရမှာဖြစ်တယ်လို့ပြောပြနေခဲ့ကြပါတယ် အရာအားလုံးကိုတီးပြီးတဲ့အချိန်မှာတော့မွာနာကခက်ခါမူရာရီကိုကူညီဖို့သဘောတူလိုက်ပြီးခက်ခါမူရာရီကလည်းသူတို့အကျော်တည်နေရကိုဖြေပေးဖို့ဂျယ်လီခီယူကြီးကိုပါခေါ်ပြီးကုသပေးလိုက်ကြပါတယ်။အကုန်ပြန်ကောင်းသွားကြပြီးမှတော့လော်ဒိုကမိစာကြီးကိုအနိုင်ယူဖို့ခက်ခါမူရာရီစီကထုံစေးကိုအတုံးပြုတ်ဖို့အကြံပေးရာကြောင့်သဘောတူလိုက်ကြပြီးလန်တချောင်းထိတ်မှာအစိတ်တုပ်ပြီးတော့မွာနာစီပေးလိုက်ကြပါတယ်။မွာနာလည်းမိစာကြီးကိုအနိုင်ယူဖို့ သူရဲ့ပဇဝစီကတ်သွားခဲ့ကြပြီးအားနေချက်ကိုရှောက်ဖွေနေခဲ့ကြပါ යි ။တိတ်မကြခင်မှာပဲတွေ့သွားတာကြောင့်လှန်တဲ့ထုပ်ပုံလုံးနေတဲ့အချိန်လီကဟန်ချက်ပြတ်ပြီးလှန်ကလည်းရေထဲကိုပြုတ်ကျသွားခဲ့ရပါ යි ။ကံကောင်းစွာနဲ့ပဲခကာမူရာစစ်တီတယောက်ဖြစ်တဲ့ခေါ်တူရောက်လာပြီးသူ့ရဲ့လှန်ကိုမိစာကြီးရဲ့အားနေချက်နေရာစီပြတ်လိုက်တာကြောင့်မိစာကြီးကရေထဲကိုနစ်မြုပ်လာခဲ့ပါ යි ။ မဝါနာတို့လည်းထွက်ပြေးဖို့လောက်ကြပေမဲ့နောက်ကျသွားခဲ့ပြီးမကောင်းဆိုဝါကြီးရဲ့ပိုက်တဲကိုပြုတ်ချသွားခဲ့ကြပြီးရောတစ်တငယ်ချင်းတွေစီကနေလူစုကွဲသွားခဲ့ပါကဘာကြီးရဲ့ပိုက်ထဲမှာတော့လေတွေရဲ့အပြက်စီးတွေဟာတောင်လိုပုံနေပြီးတခြားပင်လဲတတဝါတွေပါရှိနေခဲ့ပါ යි အဲ့ဒီချိန်မှာတော့အပြက်စီးပုံကြားကနေမိစ္ဆာတကောင်ထွက်ထွက်လာပြီးမဝါနာမရှိရဲ့လူစုစီကိုရှောင်းလာခဲ့ပါ යි သူတို့ကိုတိုက်ခိုက်တော့မယ့်အချိန်မှာပဲကုတူရဲ့အစိတ်လံက မကောင်းဆိုးဝါးကြီးကိုထိသွားပြီးအကျော်တည်သွားစေခဲ့တဲ့အတွက်လဲကျသွားပြီးပါဇက်ကနေအဆစ်တွေထွက်လာခဲ့ပါတယ်။အဆစ်တွေကြောင့်သူတို့အောက်ကကျန်းပြေဟာပြိုကျလာခဲ့ပြီးတော့တဖွဲ့လုံးမိစာကြီးရဲ့ပိုက်ထဲကအနက်ဆုံးအပိုင်းစီကိုပြုတ်ကျလာခဲ့ကြပါတယ်။သူတို့မထင်ထားခဲ့တာကတော့သူတို့ပြုတ်ကျလာတဲ့နေရာဟာမော်အီပိတ်နေတဲ့နေရာဖြစ်နေပြီး မိုးကတော့သူ့ရဲ့အိုင်ဒေါ်ကိုတွေ့ရတာကြောင့်ယူမတက်စိတ်လုံရှားနေခဲ့ပါ යි သူတို့လည်းမော်ယီကိုပြန်လွတ်မြောက်အောင်ကူညီဖို့လုပ်ကြပေမဲ့မော်ယီကတော့သူ့ရဲ့ချိတ်ကိုပြန်ရတာနဲ့အလွတ်လွတ်လွတ်မြောက်သွားခဲ့ပြီးထွက်သွားရမယ့်အချိန်မှာ ဟေကိုတွေးလိုက်တာကြောင့်မိုအာနာဘယ်မှာလဲဆိုပြီးမေးလိုက်ပါတယ်။တစ်ဖက်မှာတော့မိုအာနာတယောက်မိနေရကနေပြန်သတိရလာခဲ့ပြီးသူ့ရဲ့ပေါင်ပေါ်မှာရှိနေတဲ့စီမီယာကိုတွေးလိုက်တာကြောင့်ရုတ်တရက်ကြောင်သွားခဲ့ပါတယ်။တကယ်တမ်းမှာတော့စီမီယာဟန်ဆောင်ထားတဲ့လင်းတို့တကောင်ဖြစ်နေခဲ့ပြီးတော့ဒီလင်းတို့ဟာမော်ဟီကိုဖမ်းထားခဲ့တဲ့ပေါ်တယ်အဆောင်ရဲ့နောက်လိုက်တယောက်ဖြစ်ပါတယ်။အဲ့နောက်မှာတော့ဂိဆာဟာမန်ဒန်ကီဆိုတဲ့မိမတယောက်ရဲ့အသွင်နဲ့ထွက်လာပြီးမိတ်ဆက်ခဲ့ပါတယ်။မိုအာနာကသူ့ကိုယ်သူကာကွယ်ဖို့တိုက်ခိုက်ခြင်းခဲ့ပေမဲ့ မဒန်ကီကသူ့ကိုမော်ဒူဖက်တူကိုရှာတဲ့နေရာမှာကူညီဖို့ပြောလိုက်ပါတယ်။မဒန်ကီကသူဟာဒီနေရာမှာနှစ်တန်းပေါင်းများစွာအကျဉ်းချခံထားရပြီးနာလူရဲ့အမိတ်အောက်မှာဒီနေရာကိုကာကွယ်ဖို့အတင်းခိုင်းခံထားရတာဖြစ်ပါတယ်။ဒါကြောင့်မဲသူကမိုအာနာကိုကူညီပြီး နာလူရဲ့အစီအစဉ်တွေကိုဖျက်ဆီးခြင်းနဲ့ဆိုပြီးပြောခဲ့ပါတယ်။ဒါပေမဲ့ Module Fantasy ရောက်ခြင်းနဲ့ဆိုရင်မွာနာအနေနဲ့သူတိထားတာတွေကိုဖယ်ပေးထားပြီးအခြေအနေအလိုက်လှုပ်ဆောင်ရမှာဖြစ်ကြောင်းပြောပြနေခဲ့ပါတယ်။မတန်ကီကမွာနာအနေနဲ့ Module Fantasy ကိုရှာတွေ့ဖို့ဥတီချက်တွေကိုမိထားပြီးခြေဦးတရားလျှောက်သွားရမယ်ဆိုပြီးပြောပြခဲ့ပါတယ်။မွာနာကဒီစကားတွေဟာထူးဆန်းတယ်လို့တွေးမိပေမဲ့လက်ခံလိုက်ပြီးမတန်ကီခေါ်သွားတဲ့၆ကဘာကနေအောက်ကိုခုန်ချခဲ့ပါတယ်။ ဒီလိုနဲ့မောအနာလည်းစမ်းသပ်မှုကိုအောင်မြင်ပြီးမတ်တိုဖက်တူကိုသွားတဲ့လမ်းကြောင်းထဲကိုရှောက်သွားခဲ့ရပါတယ်။သိမ့်မကြခင်မှာပဲမော်အီပါရောက်လာပြီးမောအနာကိုပြန်တွေ့ရတဲ့အတွက်ဝမ်းသာကြောင်းနဲ့မန်တန်ကီကိုတော့လက်စားချေမယ်ဆိုပြီးတိုက်ခိုက်ဖို့လုပ်နေခဲ့ပါတယ်။ဒါပေမဲ့မောအနာကတားလိုက်ပြီးစမ်းပြင်ပေါ်မှာမတ်တိုဖီတူစီရောက်နိုင်မဲ့လမ်းကြောင်းကိုတွေ့ရကြောင်းလိုက်ရှာရင်းပေါ်တေကိုအောင်မြင်မြင်ဖွင့်လိုက်နိုင်ခဲ့ပါတယ်။ ုံးမွင့်ပြီးခြင်းမှာပဲမြေပြင်ပေါ်ကနေလေပွေတစ်ခုဖြစ်လာခဲ့ပြီးလှေနဲ့အတူအကောင်လုံးလိုက်သွားခဲ့ကြပါတယ်။သွားကနေမှာတော့မွာနာကမန်တန်ကီကိုပါသူတို့နဲ့လိုက်ဖို့ခေါ်ခဲ့ပေမဲ့နာလိုရဲ့မောကြောင့်ဒီနေရာခွာလို့မရကြောင်းပြောပြပြီးတနည်းကြရင်ပြန်တွေးကြမယ်အကြောင်းပြောပြီးကြံခဲ့လိုက်ပါတယ်။အဲနောက်မှာတော့မွာနာလည်းလေပွေထဲကိုခုံဝင်သွားခဲ့ပြီးနှစ်ဖျားရီပဲဝင်လို့ရှာတဲ့လမ်းကြောင်းတစ်ခုပေါ်ကိုရောက်သွားခဲ့ရပါတယ်။မော်ကြီးလည်းပြန်ဆောင်တွေ့ခွင့်ရတာကြောင့် ပြေးဖက်ပြီးဖြစ်ခဲ့ရတဲ့အကောင်လုံးအကြောင်းကိုရှင်းပြနေခဲ့ပါတယ်။ဒါပေမဲ့မော်အီကသူတို့ကိုတရင်ဆိုးဆိုပြီးနာလိုဟာမော်တူဖက်တရီကိုတမုတ်တရားအနက်ကြီးထဲမှာဖွက်ထားတာကြောင့်ရှာတွေးဖို့မဖြစ်နိုင်ကြောင်းပြောပြပြီးမော်အီကလွဲပြီးမွာနာနဲ့တခြားသူတွေကတော့မရှင်းတန်နိုင်ကြောင်းပြောခဲ့ပါတယ်။သိမကြခင် မှာတော့သူတို့တွေပေါ်တယ်တဲကနေပင်လယ်ထဲကိုပြန်ရောက်လာခဲ့ပြီးမော်တူဖက်တူကျွန်းချီရဲ့ကျေးဇူးကိုတွေ့သားခဲ့ပါတယ်။မွာနာက သူ့ရဲ့ဘိုးဘေးဖြစ်တဲ့တက်ဗီဇာက မော်ဒူဖက်တူကိုရှာဖို့တောင်းဝင်ပြီးခဲ့တယ်ဆိုတာနဲ့သမုတ်တရားရဲ့လူစုတွေကိုပြန်ပေါင်းစည်းဖို့ရည်ရွယ်ချက်ကိုပါရှင်းပြခဲ့ပါတယ်။ဒါကြောင့်တွန်းကရေရောက်မှဆိုရင်တော့သူတို့အနေနဲ့အဖြစ်တစ်ခုခုကိုရှာတွေ့နိုင်မှသိချတဲ့အကြောင်းပြောပြီးသမုတ်တရားကိုအကူအညီတောင်းခဲ့ပါတယ်။ဒါပေမဲ့ပထမဆုံးအကြိမ်အနေနဲ့ဗာတုတ်ပြန်မှုမှမရှိခဲ့ရသောမော်ဟီကဒီနီယာကနာလိုလက်အောက်မှရှိတဲ့အတွက်အကူအညီမှမဟုတ်တဲ့အကြောင်းပြောပြခဲ့ပါတယ်။ပြောနေရောမှာပဲသူတို့စီကိုပင်လယ်မိစ္ဆာတကောင်ထွက်လာပြီးတိုက်ခိုက်ဖို့လုပ်နေရကြောင်း ခေါ်တူရဲ့အစိတ်အများကြောင့်ခဏရှက်သွားခဲ့ပါတယ်။ဒါပေမဲ့ဒီတစ်ခါတော့အစိတ်ကမထီရောက်ပဲသူတို့ကိုဆက်တိုက်နေရကြောင်းမော်ယီဝင်တိုက်ခတ်လိုက်ရပါတယ်။ဒါပေမဲ့တကောင်လေးမကပဲနောက်ကတခြားအကောင်တွေပါထပ်လိုက်လာကြောင်းမွာနာလည်းလေကိုထိန်းချုပ်ပြီးထွက်ပြေးနေတဲ့အချိန်မော်ယီကငမန်းအဖြစ်ပြောင်းပြီးတခြားမကောင်းဆိုးဝါးတွေကိုတိုက်ခိုက်နေခဲ့ပါတယ်။ ဒါပေမဲ့အရေးအတွက်ကာလုံးနာကြောင့်ခက်ခဲနေခဲ့ပြီးမိုးတယောက်လေပေါ်ကနေရေထဲကိုပြုတ်ချသွားခဲ့ပါတယ်။မော်ရီကမိုးကိုသွားခဲ့နေအောင်မှာတော့မွာနာတို့လေပင်းမှာမကောင်းဆိုးဝါးငါးတွေဝိုင်းလာခဲ့ပြီးမျောလင်းချက်မရှိတော့တဲ့အချိန်နှီးထွက်လာကြောင့်မကောင်းဆိုးဝါးတွေလည်းအဝေးကိုထွက်ပြေးသွားခဲ့ကြပါတယ်။အဲဒီချိန်မှာတော့မိုးနဲ့အတူမော်ရီပါပြန်ရောက်လာခဲ့ပြီးမိုးကတော့သေကနီးကနေလွတ်မြောက်လာတာကြောင့်ကြောက်လန့်တုန်လှုပ်နေခဲ့ပါတယ်။မွာနာလည်းတိမ်မဝေးတဲ့ကျွန်းတစ်ခုမှာလှိမ့်ကပ်ပြီးသူ့တငယ်ချင်းတွေရဲ့ဘဝတွေကို အနေဖြစ်စီတဲ့အတွက်အပြည့်ရှိစိတ်တွေဖြစ်နေခဲ့ပါတယ်။တိတ်မကြခင်မှာပဲလော်တိုကမွာနာကိုဂူတစ်ခုတည်းခေါ်သွားခဲ့ပြီးအထင်းမှာတော့ချက်ဗီဇာရဲ့လီအပြက်ကိုတွေ့လိုက်ကြရပါတယ်။ဒီလိုနဲ့မွာနာလည်းသူမတူဘတ်တူကျွန်းစီရောက်နိုင်ပါမလားဆိုတော့တန်တရာတွေဝင်လာခဲ့ပြီးသူ့တငယ်ချင်းတွေကိုပါဒုက္ခရောက်စေခဲ့တဲ့အတွက်အယံဝန်းနေနေခဲ့ပါတယ်။အဲဒီမှာပဲငမန်းကြီးမော်ရောက်လာပြီး သူကိုယ်တိုင်လည်းတူညီတဲ့အခြေအနေတွေနဲ့ကြုံခဲ့ပိုးပြီးမဝါနာကြောင့်သူလည်းအရင်ကထက်ပိုကောင်းတဲ့လူတစ်ယောက်ဖြစ်လာတယ်ဆိုတာကိုပြောပြနေခဲ့ပါတယ်။ဒါကြောင့်သူ့အနေနဲ့မဝါနာကိုရှေ့ဆက်ရင်ဆိုင်ရမယ့်အရာတွေအတွက်လေ့ကျင့်ပေးမှာဖြစ်ပြီးကျင်းကိုလည်းသူ့အစွမ်းနဲ့ရေပေါ်ပေါ်နေအောင်လုပ်ပေးပြီးတော့မဝါနာအတွက်အချိန်ဆွဲပေးထားမယ့်အကြောင်းပြောပြခဲ့ပါတယ်။မော်ကြောင်ယုံကြည်ချက်ပြန့်ရှိသွားတဲ့မွာနာလေးသူ့တငယ်ချင်းတွေကိုပြန်သွားအားပေးပြီးတော့လီကိုပြန်ပြင်ဆင်ဖို့လုပ်ကြပါဦးရယ် ီလိုနဲ့သူတို့ရဲ့ခီးစဉ်ကိုပြန်ဆက်ခဲကြပြီးသူတို့ရှိမှာတော့နာလိုဖန်တီးထားတဲ့မော်နိုင်ကြီးကစောင့်ကြည့်နေခဲ့ပါ යි ဒီလိုကြောက်စရာအခြေအနေကိုကြုံခဲ့ရပေမဲ့မွာနာကရှေးဆက်ဘုတ်ကိုပဲအားဆိုင်နေခဲ့ပြီးမော်ဦးကလည်းလီစီကိုရောက်လာတဲ့မိုးကြိုးတွေနဲ့လျှက်စီးတွေကိုတားဆီးနေခဲ့ပါ යි မော်ရီကနာလိုဟာသူ့ကိုမဟုတ်ပဲမွာနာကိုပဲပြစ်မှတ်ထားနေရကိုသတိထားမိသွားပြီးလူသားတွေကသာတမုတ်တရားတွေကိုပိုင်းခြားထားတဲ့အမှုကိုဖျက်ဆီးနိုင်မယ်ဆိုတာသိသွားခဲ့ပါတယ်။ဒါကြောင့်မွာနာတို့ဟာနာလိုကအာယုံလွှဲထားတဲ့အချိန်မော်ရီကကျွန်းကိုရေပေါ်ပေါ်အောင်လှုပ်ပေးဖို့ အစီအစဉ်ဆွဲလိုက်ပြီးမောဤကတိုင်းငယ်တကောင်အဖြစ်ပြောင်းပြီးထွက်သွားခဲ့ပါတယ်။လော်တိုကရွက်တွေကိုဖျောက်ပြီးဆွန်လော်အုံပြလိုက်တဲ့အတွက်ပုံတိုင်းလေးကလေတွေနဲ့ပုံမြန်မြန်ရွှေရှားနိုင်သွားပြီးမိုးကြိုးတွေကိုရှောင်တိန်နိုင်နေခဲ့ပါတယ်။ဒီလိုနဲ့ပဲမွားနာတို့လည်းပုံတိုင်းရဲ့အလေကိုတဖြည်းဖြည်းရောက်လာခဲ့ပြီးမောဤကလည်းကျွန်းကိုတွေ့သွားခဲ့ရကြောင်းသူ့ရဲ့ချင်းနဲ့ကျွန်းကိုအပေါ်ဆွဲတင်ဖို့အစွမ်းကုန်ကြိုးစားနေခဲ့ပါတယ်။ဒါပေမဲ့နာလိုကလည်းသူတို့လုပ်နေရတွေကို သိသွားပြီးမောဤရဲ့ချိတ်ကြိုးကိုမိုးကြိုးနဲ့ဖျက်ပြစ်လိုက်တဲ့အချိန် လှိုင်းလုံးတွေပါဖြစ်လာပြီးမွာနာတို့ရှေ့မှာတားဆီးနေခဲ့ပါတယ်။ဒါပေမဲ့မွာနာကလေကိုပြောင်းထိပ်ပြီးဆူနာမီလှိုင်းတွေရဲ့ထိပ်ကိုရှာအောင်လုပ်နိုင်ခဲ့ပြီးတော့တခြားတစ်ဖက်ကိုကျော်လာနိုင်ခဲ့ပါတယ်။မော်ဤကိုတိုင်းလည်းတိမ်ငက်ပုံစံပြောင်းပြီးပြတ်သွားတဲ့ကြိုးကိုထက်ဆွဲနေခဲ့ပြီးတော့နာလိုရဲ့မိုးကြိုးတွေနဲ့ပြစ်တာကိုခံလိုက်ရပါတယ်။မော်ဤလည်းသူ့ကိုယ်ပေါ်ကတတူးတွေပြောင်းလာပြီးတော့ဒီမီကိုတယောက်ရဲ့အစွမ်းတွေကုံဆုံးခံနေဖြစ်လာတဲ့အချိန်ပင်လယ်ထဲပြုတ်ကျသွားခဲ့ပြီးမွာနာတို့လေကလည်းမှောက်သွားခဲ့ပါတယ်။ ဘသူမှမထိခိုက်သွားခဲ့ပေမယ့်ကျွန်းကိုရေပေါ်ဆွဲတင်မဲ့အစီအစဉ်ကတော့ပြတ်သွားခဲ့ပြီးမွာနာလေမတန်ကီရဲ့စကားရီကိုပြန်ကြားလာတာကြောင့်ခြေရဲကိုအတိုင်းပင်ပစ်ချလိုက်ပါကျိုးရှိရဲ့နေရာစီကိုရင်းငုံကူးသွားနေတဲ့အချိန်တခြားလူတွေကတော့ရည်ထဲမှာမျောနေတဲ့မော်ကြီးကိုဆဲထားနိုင်ခဲ့ကြပါတယ်။နောက်လိုလဲစိတ်မရှိတော့ဘဲမဝါနာစီကိုမိုးကျိုးနဲ့ပြစ်ပြီးအဆုံးသတ်ဖို့လုပ်ခဲ့ပေမယ့်မဝါနာကကျွန်းကိုထိနိုင်လိုက်တာကြောင့်မော်အစွမ်းကပြတ်သွားပြီးမှုန်တိုင်းလည်းမရှိတော့ဘဲပင်လယ်ကြီးဟာအရင်လိုပြန်ဖြစ်သွားခဲ့ပါတယ်။ မော်ရီတရီပြန်ရလာတဲ့အချိန်မှာတော့မွမ်အနာကိုရှာဖို့ရှီတဲ့ခုံချသွားပြီးကျွမ်မော်ချေချလိုက်တဲ့အချိန်မှာသူတို့ပဝင်းချင်းကိုလီဆက်လုံးတစ်ခုကဝိုင်းထားပြီးမွမ်အနာနှုံနေခဲ့ပါတယ်။ဒါပေမဲ့ဘာတုတ်ပြန်မှုမှမရှိအားကြောင့်သူ့တငယ်ချင်းကိုဆုံးရှုံးရပြီးထင်းနေတဲ့အချိန်ဝီလာ၅ကြီးကပြန်ပေါ်လာပြီးထပ်ဗီဇာအဖြစ်ပြောင်းလဲပြီးတော့သူတို့ရှိကိုရှောက်လာခဲ့ပါတယ်။သူနောက်မှာတော့မွာနာရဲ့အဖအပြင်တခြားပင်လေတဲ့ကဝိညာဉ်တွေပါပေါ်လာခဲ့ပြီးတော့သူတို့ရဲ့မော်အစွမ်းနဲ့မွာနာလေးတတိပြန်လဲလာခဲ့ပါတယ် ဒါတင်မကသေးပဲမွာနာကိုရိုင်းမှာမော်ရီလိုဒေမီကိုတယောက်ဖြတ်လာပြီးမော်ရီလည်းသူ့ရဲ့ကျင်းတဲ့အတူအစွမ်းနေပါပြန်ရသွားခဲ့ပါတယ်။အဲနောက်မှာတော့အားလုံးကိုနှုတ်ဆက်ပြီးမော်ရီနဲ့အတူမတူဖတူကျွန်းကိုရေပေါ်ဆွဲတင်လိုက်ကြပြီးတော့မွာနာရဲ့မော်ကျူခရာကနေအစွမ်းနေထွက်လာပြီး ဝဲနေခဲ့တဲ့ပင်လယ်တွေဟာတခုတည်းအဖြစ်ပြန်ပေါင်းကြည့်သွားခဲ့ပါနောက်ဆုံးမှာတော့သူတို့ရဲ့တာဝန်တွေဟာပြီးဆုံးသွားပြီးသူ့တငယ်ချင်းတွေနဲ့ပြန်ဆောင်ပြီးကျုံးမော့ကိုလက်ကြည့်ကြရတဲ့အချိန်ကြောင်တုံးတုံးပေါ်မှာဆွဲထားတဲ့တခြားလူတွေနဲ့ကျုံးတီနီယာကိုတွေ့လိုက်ရပါတယ်မွားနာလဲသွားပြီးရှာဖွေဖို့တွင်းလိုက်ပေမဲ့တိတ်မကြခင်မှာတခြားမျိုးနယ်စုတွေဟာမော်ဒူဖက်တူကျွန်းစီကိုရောက်လာခဲ့ကြပါတယ်။မွားနာတို့ကျွန်းပေါ်မှာတော့စီမီယာလီဟာမွားနာကိုစောင့်နေခဲ့ပေမဲ့ မော်ဟီပဲရောက်လာပြီးစီမီယာကိုကြောင်ဝင်လေးတစ်ခုပေးလိုက်ပါစီမီယာလည်းကြောက်တုံးအပေါ်ကနေချောင်းကြည့်လိုက်တဲ့အချိန်မှာတော့သူတို့စီလာနေရဲ့မွာနာကိုတွေ့လိုက်တဲ့အတွက်ပင်လယ်ထဲကိုပြေးသွားပြီးပြေးဖက်လိုက်ကြပါဒါပေမဲ့မွာနာရဲ့နောက်မှာတော့တခြားပင်လယ်ကလူမျိုးစုတွေပါလိုက်လာခဲ့ပြီးခက်ခါမူရာလေးတွေဟာလည်းသူတို့ရဲ့မွေးရဲ့မြေကိုပြန်သွားနိုင်ခဲ့ကြပါ နောက်ဆုံးမှာတော့အရာအားလုံးဟာအေဂျင်ပီအသားကြကုန်ပြီဆိုပေမဲ့လမ်းပြသူတယောက်ဖြစ်တဲ့ဒင်မီကိုမိုအနာရဲ့ပင်လယ်ခုနစ်စင်းမှာထွက်မိစွန့်စားခန့်တွေကတော့အခုမှစတင်တော့မှာပဲဖြစ်ပါတယ်။အဆုံးထိကြည့်ရှုပြီးခဲ့တဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်ရှင်။